အားလုံးပဲမင်္ဂလာပါကျွန်တော်ရဲ့ channel လေးကနေပြန်လဲကြိုဆိုလိုက်ပါတယ်ဗျကျွန်တော်ဒီနေ့တင်ဆက်ပေးမယ့်အကြောင်းအရာကတော့ကျွန်တော်တို့ရဲ့ကောင်းကင်ယံမှာတွေးချိနေတဲ့စိတ်ဝင်စားစရာကောင်းတဲ့လက္ခဏာအကြောင်းကိုကျွန်တော်တင်ဆက်ပေးမှာဖြစ်ပါတယ် ော်တို့ရဲ့ညာကောင်းခင်ရံမှာ နေစဉ်မြည်တွေ့နေရတဲ့လက်ကဘာဟာကဘာမြေရဲ့တခုထဲသောတဘဝဂျုံရံလှဖြစ်ပြီးတော့ဆယ်ဝင်းစားစီဟန်ဩဇေယျတွေနဲ့ပြည့်နေနေပါတယ်ချစ်ခင်လူသားတွေကလည်းလက်ကို ကိုးကွယ်ပူဇော်ခဲ့ကြပြီးခေတ္တသိပ္ပံပညာရှင်တွေကလည်းလက်နဲ့ပတ်သက်တဲ့လုံဝက်ချက်တွေကိုဆက်လက်လိလာနေကြဆဲပဲဖြစ်ပါတယ် လာကိုယခုလက်ရှိပညာရှင်များစုကလက်ခံထားတဲ့ဒီအိုရီယလာဟာလုံခဲ့တော့နှစ်တန်းပေါင်း4520လောက်ကတီယာလို့ခေါ်တဲ့အင်္ဂါဂျူအရွယ်ဂျူငယ်လေးတစ်ခုဟာကဘာမြင်းမြင်းကို ဝင်ရောက်တိတ်မိရာကနေထွက်လာတဲ့အပိုင်းအဆတွေစူးစီးပြီးဖြစ်ပေါ်လာတာလို့ယူဆကြပါတယ်ဒီအေယာမှာတိုက်မိမှုကြောင့်လာကဘာဟာမတီငိန်တဲ့ကနေဥကာလကိုဖျက်တမ်းခဲ့ရပါတယ် ကဘာမှာကဘာမြီလိုမျိုးတက်ချီတွေအသက်ချူဖို့လုံလောက်တဲ့လေတုလုံးဝမချီတော့အလွန်ပါလွာတဲ့လေတုသာမရှိပါဘူး။ဒါကြောင့်လဘော်မှာလေတိုက်ခတ်တာငိုးရွာတာတွေမချီသလိုအတန်လည်းမကြားရပါဘူး။ကဘာမြီရဲ့ဆွဲအပ်တဲ့၆ဆနိဗ္ဗာန်ပုံမိုးနေပါပါတယ်။ ဒါကြောင့်လာပေါ်ရောက်သွားတဲ့လူတယောက်ဟာကဘာပေါ်မှာထက်6ဆပုံမဖို့ပါနေမှာဖြစ်ပြီးအလွယ်တကူခုံပေါက်သွားလာနိုင်မှာဖြစ်ပါတယ်ဥပမာကဘာပေါ်မှာ120ပေါင်၄သူဟာလာပေါ်မှာဆိုရင်20ပေါင်လောက်သာချိပါတော့မယ်လာရဲ့မျက်နှာပင်တစ်ခုလုံးဟာမြင်ကျင်းမြကြောက်တုံးချောင်းဆောင်တွေနဲ့ဖုံမုတ်တွေနဲ့ပြည့်နှက်နေပါတယ်ဒီမြင်ကျင်းတွေဟာအုတ်ကာခဲ့ဂျို တိမ်တွေနဲ့တိုင်မီယာကနေဖြစ်ပေါ်လာတာပါအမြဲတမ်းမျက်နှာတစ်ဖက်ထဲကိုသာယာတာချင်းလဟာကဘာကိုပတ်နေတဲ့အချိန်နဲ့သူ့ရဲ့ဝင်ရိုးပေါ်လဲပတ်နေတဲ့အချိန်ဟာဒူညီနေတာကြောင့်ကဘာမီဝော်ကကြည့်ရင် လာရဲ့မျက်နှာပြင်တစ်ဖက်ထဲကိုသာအမြဲမြင်တွေ့နေရပါ လာရဲ့နောက်ဘက်ချမ်းကိုတော့အာကန္တယင်တွေနဲ့သာမြင်တွေ့နိုင်မှာပါ ဒီရေနဲ့လရဲ့ဆွဲအားဟာကဘာပေါ်ကသမုတ်တရားတွေရဲ့ဆွဲငင်နေတာကြောင့်ကဘာပေါ်မှာဒီရတဲ့ကြတွေဖြစ်ပေါ်နေရတာဖြစ်ပါတယ်ဒါအပြင်လဟာကဘာရဲ့ဝင်ရုံးဆောင်ကိုလည်းတည်ငိမ့်အောင်ထိမ့်ပိတ်ထားပါတယ်လကဘာမှာနေဘက်ဆိုရင်ပူပြင်းလို့ပြီးတော့ညာဘက်မှာတော့အီခဲလုံးပါတယ်လေဓူးမရှိတာကြောင့်အပူကိုထိမ့်ညိပေးနိုင်ခြင်းမရှိလို့ဒီလိုအပူချိန်ခွာချမှုကြီးကြီးမားရတာဖြစ်ပါတယ် ဒီအချက်တွေဟာလာကဘာရဲ့ထူးခြားချက်တွေထဲကတချို့ပဲဖြစ်ပါတယ်လာကဘာဟာကျွန်တော်တို့အတွက် လာပါတဲ့မြင်ကွင်းတစ်ခုသာမကပဲစူဇန်လေးလာစရာများစွာကြံချိနေသေးတယ်အန်အော်ဖွဲစရာအာကာသယေဒနာတစ်ခုပဲဖြစ်ပါတယ်ဒီလောက်ဆိုရင်ကျွန်တော်တို့နေတိုင်းမြင်တွေ့နေရတဲ့လာကဘာအင်မတန်မှစိတ်ဝင်စားစရာကောင်းပါတယ်ဗျကျွန်တော်ရဲ့ YouTube channel လေးကိုလည်း subscribe လေးလုပ်ထားခဲ့ပါဦးဗျအားလုံးကိုကျေးဇူးတင်ပါတယ်ဗျ